်မှာရုံးကန်ရအောင်ပဲလက်ရှိချန်ပီယံပရီးမီးယားလိမှာခရစ်စတယ်ပဲလေချန်ပီယံလိမှာဂါလာတာစရိုင်းတို့ကိုဇက်သက်ရှုံပြီးတဲ့နောက်မှာတော့လက်ရှိချန်ပီယံလီဗာပူးအတွက်အဆက်ပြေးခလာတန်ချက်ပေါ်လာပြီလို့ဆိုရတော့မှာပါခက်စစ်ပိုင်းမှာရုံးကန်နေရချိန်မှာဂိုးရီဇက်သက်သွင်းနေတဲ့လီဗာပူးတိုက်စစ်ဟာအိဆက်ရောက်လာမှာစဆင်းသွားစိတ်ပူစရာကောင်းလာပါတယ်နောက်ဆုံးနှစ်ပွဲမှာတကိုးပဲရခဲ့တဲ့လီဗာပူးရဲ့တိုက်စစ်ကအားရစရာမရှိသလိုခရစ်စတယ်ပဲလေဂါလာတာစရိုင်းတို့ကိုရှုံနေခဲ့တဲ့ပွဲတွေမှာဆိုရင်လည်းအပိုင်ကန်သေးခွင့်နဲ့ဖနင်းနိုင်မှုမရှိခြင်းက တာလဲအာနက်စလော့အတွက်စိတ်ပူစရာဖြစ်ပါလိမ့်မယ်။တပတ်မှလည်းချက်စီးအသင်းကနောက်ပိုင်းပွဲတွေမှာမချစ်မှတ်ပဲနဲ့ရုန်းကန်နေရတာပါအထူးသဖြင့်နောက်ပိုင်းပွဲတွေမှာပွဲတိုင်းလွတ်လွတ်အပြတ်ခံနေရတဲ့အနီကတ်တွေကြောင့်ချက်စီးအသင်းရဲ့ရလဒ်တွေကစိုးနေရတာပဲဖြစ်ပါတယ်။လစ်ပါဘူးနဲ့ကစားမဲ့ပွဲမျိုးမှာတော့အဲ့လိုမျိုးချက်စီးအသင်းကအဖြစ်ခံမှာမဟုတ်ပါဘူးရှင့်။ဒါပေမဲ့ချက်စီးအသင်းမှာအာကုန်းရတဲ့တိုက်စိတ်ကစားသမားကိုပါမာကဒီလိုပွဲမျိုးမှာမပါနိုင်တာလဲချက်စီးကိုအားနည်းစေတယ်လို့ဆိုရမှာပါ။ ။ဒါပေမဲ့ Chelsea အသင်းကပရီးမီးယားလိနောက်ဆုံး၄ရာသီစက်တိုင်း Aguistanford Bridge မှာ Liverpool အသင်းကိုမရှုံးအောင်ကစားထားတာပါ။ ဆေးရကြည့်မယ်ဆိုရင်လည်းချက်စီအသင်းကလီဗာပူးအသင်းနဲ့တွဲဆုံတဲ့နောက်ဆုံး10ပွဲမှာ9ပွဲအထိကျေအောင်ချပြီးတော့လီဗာပူးအသင်းကတော့3ပွဲပဲကျေအောင်ခဲ့တာပါ။ပြီးတော့ဂိုးဘောကလည်းနောက်ဆုံး10ပွဲမှာ3ပွဲသာဂိုးပေါ်ခဲ့ပြီးတော့9ပွဲအထိဂိုးရခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲကျွဲအာရှရဲ့အစောပိုင်းကျေးဖွင့်လင်းမှုကတော့လီဗာပူးအသင်းကတည့်ရဆိုရင်60လောက်နဲ့နားမှာဖြစ်ပြီးတော့ဂိုးဘောကတော့တလုံးတည့်ရဖြစ်ပါတယ်။နေ့သေးစလုံးကဒီရာဒီမှာကျေးတည့်အောင်လေးရှိတဲ့အသင်းမဟုတ်တာကိုတော့တတိချဖို့လိုမယ်ထင်ပါတယ်။